မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတိဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်ဇင်းကလင်းရွာနယ်ထိုမာရွာမှာရှိတဲ့အချမ်းမတ်စစ်ကောင်စီရဲ့ဂိတ်စခန်းများကိုအတိကန် drone အပါဝင် drone များနဲ့ဘုံးကျက်တိုက်ခတ်ရာစစ်တပ်ဘက်က6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မှာဇင်းကလင်းကျေးရွာမှာရှိတဲ့စစ်တပ်အထိုင်ဂိတ်ကို drone နဲ့စီးနဲ့ဘုံးသီးလေးလုံးကျက်ချတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီလ23ရက်နေ့မှာလည်းဇင်းကလင်းကျေးရွာစစ်တပ်ဂိတ်နဲ့ ထိုးမှာ GDC မှာရှိတဲ့စစ်တပ်အထိုင်းဂိတ်တို့ကို drone နဲ့ပုံသီး6လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွေ့မှာထိုးမှာ GDC မှာရှိတဲ့ စစ်တပ်အထိုင်ကြီးရဲ့စစ်ကောင်စီတပ်သားများ drone gun ပစ်ခတ်တဲ့နေရာကိုလည်းအသေးခံ drone တစ်စီးနဲ့ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးထက်မနည်းထိခိုက်မှုရှိပြီးတော့ပေဆုံးမှုစည်ရင်းများကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။လေးမြို့နယ်တောင်ပိုင်းဇင်းကလင်းကျေးရွာမှာရှိတဲ့စစ်တပ်အထိုင်ဂိမ်းနဲ့ထိုမာကျေးရွာ GDC GDU စစ်တပ်အထိုင်ဂိမ်းများဟာထိုမာကျေးရွာတာယာကုန်းကျေးရွာထောက်ကြံကျေးရွာများမှာရှိတဲ့ပြည်သူများနေထိုင်ရာကျေးရွာများအတွင်းတွေကို ဒရုန်းများနဲ့ဘုံဒီကျက်ချခြင်းလက်နက်ကြီးများနဲ့ပြက်ကတ်ခြင်းများကိုနေ့စဉ်ပြုလုပ်နေတယ်လို့ကလေးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယုံ drone team win off ကလေးတပ်ဖွဲ့နဲ့ကလေးမျိုးနယ်ပတ်ကဖတိုက်နယ်သုံးတပ်ဖွဲ့ဝင်များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းကနေရုံမှရက်ဆက်မှုများကိုအကာအကွယ်များပြုလုပ်ကာသတိရှိရှိနဲ့နေထိုင်ကြရန်နှိုးဆော်ကြပါတယ်လို့ကလေး KI ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းယိုးဘော်ကစစ်ကောင်စီအင်အားအများပြားရှိတဲ့တရုတ်ပိုင်လိုင်းစီမံကိန်းကိုလုံခြုံရေးယူထားရတဲ့ကံမြင့်ကန်စခန်းကိုအရကတက်တော်အေအေကသိမ်းပိုက်လိုက်ပြီးတော့လက်နက်ခဲယမ်းများစစ်ကားများနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ယောက်ကျော်ကိုအရှိန်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမ်းမြုံနယ်မှာရှိတဲ့တရုတ်ပိုက်လိုင်းကိုလုံခြုံရေးယူထားရတဲ့စစ်ကောင်စီရဲ့ကံမြင့်ကံစခန်းကိုဇန်နဝါရီလ22ရက်နေ့ကအရခတက်တော် AA ကတိမ့်ပိုက်ထားပြီလို့ AA နဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။အဲ့ဒီကံမြင့်ကံစခန်းကဒေသခံပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးတဲ့ဂိတ်စခန်းလေးဖြစ်ပါတယ်။ပြီးတော့တရုတ်ပိုက်လိုင်းကိုလုံခြုံရေးယူထားတဲ့စခန်းလေးဖြစ်ပါတယ်။အင်အားကတော့အနည်းဆုံးအယောက်300လောက်ရှိမယ်။အခုတော့ AA ကတိမ့်ပိုက်လိုက်ပြီလို့ပြောဆိုထားပါတယ်။အဲ့ဒီစကန်ဘူဟာကစစ်ကောင်စီတပ်သား10ဦးကျော်အပါအဝင်စစ်ကားများနဲ့လက်နက်ခဲယံအများပြားကိုတိမ့်စီရမိထားတယ်လို့ လို့ပြောဆိုထားပါတယ်စစ်သားအရှင်၁၀ယောက်ထဲမှာ ਨੇ ဖမ်းမိတယ်အသေးပြောက်ကတော့များတာပေါ့စစ်ကားတွေလက်နက်ခဲရန်တွေရထားတယ်လို့ပြောဆိုထားပါတယ်ဒါအပြင်စစ်ကောင်းစီတပ်သားအများပြားဟာလည်းနိုင်ရီကန်စခန်းကိုနောက်ဆုတ်သွားခဲ့ကြပြီးတော့နိုင်ရီကန်စခန်းမှာရှိတဲ့လက်နက်အထိုင်များကလက်နက်ကြီးများနဲ့ပစ်ခတ်လျက်ရှိတယ်လို့သိရပါတယ် အမ်းမြုံနယ်ကနေမိုင်40ကျော်ဝေးတဲ့ရိုးမဘော်ကစစ်ကောင်စီရဲ့စခန်းနှစ်ခုဖြစ်တဲ့ကြက်ရည်ဆန်းနဲ့ပိန်းရည်ဆန်းစခန်းဂိတ်တို့ကိုအရခတ်တပ်တော် AA ကအခုလ20ရက်နေ့ကတိမ့်ပိုက်လိုက်ပြီးဖြစ်ကြောင်းကိုစီရေးသတင်းရင်းမြစ်များကတဆက်သိရှိရပါတယ်။2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့က AA ရဲ့ထုတ်ပြန်ချက်ထဲမှာအမ်းမြုံနယ်အတွင်းကံမြင့်ကံပိန်းရည်ဆန်းကြက်ရည်ဆန်းခြေရွာအနီးပတ်ဝန်းကျင်တနီအဖြစ် အမ်ဘရန်ကားလမ်းမှာအနီးမှာအပြန်လန်ထိုးစစ်ခန်းစစ်များနေတဲ့အတူတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြတာဟာတပတ်ခန့်ကြာကြာမြင့်နေပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်တမ88တမ69လက်အောက်ခံတိုက်ရင်များမကွေးကပါစကတပ်ဖွဲ့ဝင်များပါဝင်နေစစ်ကောင်စီတိုက်ရင်များနဲ့2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့ကတည်းကပင်စတင်ထိပိတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားပါတယ်ရန်သူဟာမိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာကိုအကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တော့လေအထိကအကြဆုံးများစွာနဲ့စုတ်ခွာထွက်ပြေးရတာဟာလည်းအကြိမ်ကြိမ်ရှိခဲ့ပြီလို့ဖော်ပြထားပါတယ် အဲ့ဒီတပတ်ကြော်ကြတဲ့တိုက်ပွဲများအတွင်မှာရန်သူအလောင်းအမြောက်အများကိုလည်းတင်းစီရမိခဲ့သလိုလက်နက်ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းအများပြားတို့ကိုလည်းတင်းစီရမိခဲ့ပြီးတော့စစ်ကောင်စီဘက်ကတုံ့ပန်းအချို့ကိုလည်းဖမ်းဆီးရမိထားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ညောင်ဖြူပင်ရဲစခန်းကိုပို့မယ်စစ်ကောင်စီရဲ့ရိတ်ခါတုံများကိုချောင်း PDF ကတင်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ25ရက်နေ့မနက်ကတင်စီရရှိခဲ့တဲ့စစ်ကောင်စီရဲ့ရိတ်ခါတုံများထဲမှာစံအိတ်73ဘိုင်းစီတပုံကြက်တုံဖြူနီ9ဘိတ်တာကန်96 9ဘိတ်တာကန် coffee mate ထုတ်ကြီး9ထုတ် အရက်ဘီယာဆေးလိတ်ဆေးဝါးမျိုးစုံအလကုံနဲ့အသင့်အစားအစာများလည်းပါဝင်တယ်လို့ပြောဆိုထားပါတယ်25ရက်နေ့မနက်၈နာရီလောက်မှာတွားရောက်ရှာဖွေသိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်ပထမတစ်ကြိမ်ရိတ်ခါပို့တဲ့အခါတုန်းကလည်းဖြတ်တောက်နိုင်ခဲ့ပါတယ် အခုကတော့ညောင်ဖြူပင်ကစစ်ကောင်စီစကန်းစီကိုရိတ်ခါတွေလုံးလုံးမရောက်တော့ဘူးလို့ကိုတန့်ကပြောဆိုထားပါတယ်။ရိတ်ခါပို့မယ်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာဇန်နဝါရီလ22ရက်နေ့ကစစ်ကောင်စီရဲ့ပြူစောတိအားကောင်းရာတောပုကျေးရွာကအင်အား25ဦးခန့်နဲ့ညောင်ဖြူပင်ကျေးရွာဘက်က25ဦးခန့်ကိုတော်လိုက်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်မှာစစ်ကောင်စီအုပ်စုက နှစ်ဦးသေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDF ကကနဦးအသိပေးထားပါတယ်ရိတ်ခါပို့မယ်မုံရွာမြို့ရဲ့တောင်ဘက်ချမ်းမှာရှိတဲ့ညောင်ဖြူပင်ရဲစခန်းမှာရဲနဲ့စစ်ကောင်စီတပ်သားအင်အား90ဦးခန့်နဲ့တပ်ဆွဲထားတယ်လို့တော်လိုင်းတပ်ဖွဲ့များကခန့်မှန်းထားပါတယ်ဇန်နဝါရီလ18ရက်နေ့ကလည်းသခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာစစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာနှစ်ပွင့်ဘုံအပါအဝင်၅ဦးထက်မနည်းသေဆုံးသွားတယ်လို့ချောင်းဦး PDF ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း6မြို့နယ်စစ်ကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ကအရာရှိနှုတ်အပါအဝင်ထိခိုက်သေးဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့မနက်9:00နာရီကမှ6မြို့နယ်ပွင့်လင်းကျေးရွာက ပြည်သူပိုင်နေအိမ်တလုံးကိုမိရှုပ်ပြီးတော့ထွက်လာတဲ့အင်အား60ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Forga နှစ်စီးတဲကနောက်ကနေလိုက်ပါလာတဲ့ကားကို40မမလက်ပစ်ဘုံပန့်တိန်လက်နိုင်ငယ်များနဲ့ကြားပြတ်တိုက်ခတ်ရာကားပေါ်မှာပါတဲ့အကြမ်းဖက်စစ်တပ်ကဗိုလ်မှူးနှုတ်အပါအဝင်15ဦးထက်မနည်းသေဆုံးသွားပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ရွာထိတ်နေနေကြော်ကြော်လေးမှာဖြတ်တိုက်ခဲ့တာဖောကားနှစီးနဲ့ထွက်လာတာနောက်ကအစည်းကိုပဲပြစ်နိုင်တယ်ပန်တိန်ဆယ်လုံးနဲ့အနီးကပြစ်ခဲ့တာနောက်ကကားကောင်းတဲ့ကလူတွေအကုန်သေးတယ်ကားကောင်းတဲ့ကိုအရင်ဆုံးပြစ်ပြီးမှကားနောက်ထဲကိုပြစ်လိုက်တာပန်တိန်တစ်လုံးကြတယ်နနတိနှလုံးကြတယ်နောက်ကားထဲမှာရှိတဲ့သူတွေတခြားမှာပြန်မပြစ်နိုင်ဘူးရှေ့ကားကနေပြီးတော့ဆက်လက်သုံးလက်နဲ့ကုတ်နေတာရဲ့ကျွန်တော်တို့ဘက်ကလည်းကြည်ရင်အားမမျှတာရဲ့အကြောင်းပြန်ဆုတ်ခဲ့တာပါလို့အာလာဝကမျိုးပြပြောင်ကြားတပ်ဖွဲ့ကတောင်းရှိသူတို့ကရှင်းပြထားပါတယ်တိုက်ပွဲအတွက်မှာထိခိုက်သေးဆုံးသွားတဲ့အကြမ်းဖက်စစ်သားများကို နာကြီးက6စီးနဲ့6မြို့ကိုတယ်ဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီအကြံဘတ်စစ်တပ်စစ်ကြောင်းဟာစလေမြို့နယ်6မကြီးကိုရောက်ရှိနေပြီးတော့ထမ်းပန်ပြီးတော့အင်အားဖြည့်တင်းကတော်လိုင်းတပ်ဖွဲ့များရှိရာနယ်မြေကိုစစ်ကြောင်းထုတ်ရန်ပြင်ဆင်နေတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုအလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့6မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့6ပတ်ကဖာမကွေးခရိုင်အမှတ်1တိုင်ရင်မကွေးခရိုင်အမှတ် 1, 1တိုင်ရင်6 Gorilla Force CGF ရေနံကြောင်းကဖေကန်ကောင်း LPDF အဖွဲ့မကွေးခရိုင်တပ်ခွဲနဲ့ Burma Revolution Rangers အဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကားဝေးတပ်ဖွဲ့ဝင်များတိုက်ခိုက်မှရှိပဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာရှိတဲ့ပြည်သူစေယုံဘော်ကိုစစ်တပ်ကတိုက်လေရင်နဲ့နှစ်ချိန်ဘုံကျဲချခဲ့ရာစေကုသပြီးနေတဲ့ CDM ဆီယာမတအုပ်နဲ့လူနာတအုပ်တိတ်ဆုံးပြီးတော့အယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ25ရက်နေ့နေ့လယ်12:25မိနစ်အချိန်နဲ့12:26မိနစ်အချိန်တို့မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့အတွင်းပြည်သူစေယုံကိုစစ်ကောင်စီတပ်က Jet Fighter နဲ့နှစ်ချိန်ဘုံလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲချတိုက်ခိုက်မှုကြောင့်လူနာများကိုစေကုသပြီးနေတဲ့ CDM ဆရာမတအူလူနာတအူတိတ်ဆုံးပြီးတော့ကျမ်းမာရေးဝန်ထမ်းများ CDM ဝန်ထမ်းများအပါအဝင်အရတားပြည်သူအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ကြောင်မဲပြည်သူစေယုံကြီးလည်းပြက်စီးသွားတယ်လို့သိရပါတယ်ကြောင်မဲပြည်သူစေယုံဟာ ကရင်150ဆက်နဲ့ဆေးရုံဖြစ်ပြီးတော့ကြောင်မဲမျိုးကို PSLF TNL ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာကြောင်မဲပြည်သူဆေးရုံမှာစစ်မှားရေးဝန်ဆောင်မှုတွေကိုပေးကာစေကုသပေးနေတယ်လို့သိရပါဗျ။အခုစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကြောင်မဲပြည်သူဆေးရုံကြီးတစ်ခုလုံးလည်းပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။ဇန်နဝါရီလ22ရက်နေ့မှာလည်းနောင်ချုံမြို့မှာစစ်ကောင်စီတပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲချတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူကိုအုပ်တည်ဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်အဆောက်အအုံများလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အရသာပြည်သူများကိုရည်ရွယ်ချက်ရှိရှိဘုံကျဲချတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စီရေးတရီအမြဲရှိရန်လိုအပ်ပြီးတော့လေချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်မှာရှိတဲ့အကြံပတ်စစ်တပ်ရဲ့ခလိုက်ရ960တပ်ရင်းကစစ်မှုထမ်းအပတ်စဉ်6တင်တန်းစင်းစစ်သား3ဦးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ20ရက်နေ့မှာဗုတ်ပြင်းမြို့နယ်မှာရှိတဲ့အကြံပတ်စစ်တပ်ရဲ့ခလိုက်ရ960တပ်ရင်းကစစ်မှုထမ်းတင်တန်းစင်းတပ်သား3ဦးဟာလက်နက်များယူဆောင်လာခြင်းမရှိဘဲကော့တောင်းခရိုင်အမှတ်1တပ်ရင်း PDF လဖပကဖနဲ့ KNL ပူပေါင်းအဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ထွက်ပြေးလာတာက20ရက်နေကတည်းကပါ23ရက်နေရောက်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တွေ့တာပါလက်နက်ကတော့မပါလာခဲ့ဘူးထွက်ပြေးလာတဲ့သူတွေကတော့နေအဆောင်ကပဲစကထ၄ပင်လောင်းတင်တန်းစင်းနေပါစစ်မှုထမ်းအပတ်စဉ်6ကပါမိခင်တိုင်ရင်ကတော့လေးညာ960ကလို့ပြောတယ်မိခင်တိုင်ရင်ကိုမရောက်ခင်ထွက်ပြေးလာတာလို့ပြောတယ်ကျွန်တော်တို့မဟာမိတ်တပ်ဖွဲ့၄စီကိုပြည်သူတွေကိုမေးပြီးတော့ရောက်လာတာလို့ PDF ကတော့ District Battalion 1 2320တတ်ရဲမှုအညာကပြောဆိုထားပါတယ်အဲ့ဒီလူငယ်သုံးကိုအကြမ်းစစ်တပ်ခန့်အုပ်ချုပ်ရေးမှုကစစ်မှုထမ်းရမယ်ဆိုပြီးတော့နေအိမ်တွေကနေဖမ်းဆီးခေါ်ဆောင်လာပြီးစစ်ကောင်စီတပ်သားများလက်ထဲကိုပေးပို့လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလူငယ်များကိုလက်ရှိအချိန်မှာပလဖအဖွဲ့ကတရားကိုငွေကြတသိန်း2000ထောက်ပံ့ပေးအပ်ထားတယ်လို့သိရပါတယ်သူတို့ကိုအုပ်ချုပ်ရေးမှုတွေကခေါ်လာပြီးတော့စစ်သည်ကိုထည့်လိုက်တာလို့သိရတယ်။လက်ရှိမှာဂုံပြူစုငွေတော့မဟုတ်ပါဘူး။တရောက်ကိုတသိန်း2000နှုန်းနဲ့ ပါလာဖာကထောက်ပံ့ပေးထားတာပါဘလို့ဆောင်ရွက်မလဲဆိုတာကိုတော့ကျွန်တော်တို့မဆုံးဖြတ်ပါဘူးသူတို့ကိုပဲရွေးချယ်ခိုင်းပါပါခိုးလုံးပါလားလက်နက်ကင်ပြီးတော့စစ်အာဏာရှင်ကိုတော်လှန်မလားစဉ်းစားခိုင်းထားပါတယ်အခုလိုမျိုးအသိစိတ်နဲ့ဝင်လာတဲ့လူတွေကိုစူးစိုးပေးပါတယ်နောက်ထပ်လဲဆက်သွဲလိုက်ရင်နှွေးနှွေးထွေးထွေးနဲ့စူးစိုးပါပါလို့ပြောချင်ပါတယ်လို့ PDF ကော့တောင်း District Battalion 1 P23201 တိုက်ရင်မှုအညာကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ